ဇာသပတိနေမွေသွားလုံးမင်္ဂလာပါ2025ဟေဘရလ10ရက်နေ့ရက်နေ့14ရက်နေ့အတော်တွင်ကာလထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်မြတ်တရားကံကောင်းမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်ငွေကြေးကံကောင်းမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ပေါ်အောင်မြင်နိုင်လိမ့်မယ်အမျိုးသမီးကြီးကဲတူတက်မှာအကူအညီကောင်းထောက်ကူကောင်းကိုရမယ်မရည်ရွယ်ပဲအလူဒါနပြုရတတ်တယ် အလူကိစ္စတွေမှာပါဝင်ပတ်သက်သွားတဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စဆောင်ရွက်ရခြင်းလေးတွေလည်းကြုံတွေ့လိမ့်မယ်ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ ရှိရနေရလုံးသမျှချစီသမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုကြုံမယ်၉ရက်နေ့မှာရန်တိုက်ခဏီကြားတဲ့တက်လန်းပေါ်မယ်ခီးကံကောင်းမယ်လူမျိုးခွဲချိုးပေးမယ်၁ရက်နေ့မှာငွေကြေးဥစ္စာဒဏဖွံ့ဖြိုးခြင်းတိုးတက်ခြင်းလက်ဖွင့်ခြင်းတွေကြုံမယ်၁၇ရက်နေ့မှာရန်နောက်ဆက်နဲ့ရှင်ပြီးလောရနိုင်မယ်၁၂ရက်နေ့မှာ ထူးခြားတဲ့ကံကြမ္မာကံခွင်လန်းနေဖွင့်နေမယ်အဲ့ဒီလာပြည့်နေ့တကူလာပြည့်နေ့အဲ့ဒီမှာအဝါရောင်ပန်းပွင့်လေးတွေငုဝါပန်းလို့ပန်းမျိုးသွားပြီးတင်းရမယ်ဖရားမှာကိုမွေးနံတောင်မှသွားတင်းဆူတောင်းရင်ဆူတောင်းပြည့်နေမယ်ဆက်သွင်းရနေရတကြံဂျိုနေ့အဲ့ဒီမှာရပိုင်ခွင့်တွေပြန်ရမယ်ဆုံးဖြတ်ချက်ထူးထူးခြားခြားတွေချမှတ်ရမယ်အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းကြိုးပမ်းခြင်းကံခွင့်ရစ်စ်တွေပေါ်ပေါက်ခြင်းတို့ကိုကြုံလိုက်မယ် စလေးရနေတကြံကြနေဖြစ်တယ်တကြံကြဒီမနေ့6နိုင်38မိနစ်20တစ်စက္ကန့်မှာဖြစ်တယ်အဲ့ဒီအချိန်မှာကောင်းကြီးမင်္ဂလာတို့ဘာခေါင်းစည်းကောင်းချုံကိစ္စဆောင်ရွက်ပါထူကြတဲ့ကံမြင့်မာလာပါလိမ့်မယ်ဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့တောက်ကြနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်စနေနေ့ဂျာသာပတိနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်369နံပါတ်တွေကျိုးပေးတယ် အပြာရောင်ပန်းရောင်နိုးနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ခြင်းဖြင့်ထူးခြားသောအကျိုးဆက်နှင့်တိုးတက်မှုများရရှိမယ်။နေနီးပန်းမှာသာဂူလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။